ပြစ်ရဲ့လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်း၈ဖွဲ့ကကိုယ်စားလှယ်တွေနဲ့အစိုးရကိုယ်စားလှယ်တွေဖွဲ့စည်းထားတဲ့ပြည်ထောင်စုအဆင့်ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးကော်မတီ JMC အဖွဲ့ဝင်တွေဟာပြည်နယ်လိုက်စောင့်ကြည့်ရေးအဖွဲ့တွေဖွဲ့စည်းနိုင်ဖို့အတွက်မြန်မာငြိမ်းချမ်းရေးစင်တာမှာ၂ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အဲဒီဆွေးနွေးပွဲမှာဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး JMC အတွင်းရေးမှူးတက်ဒေါက်တာရွှေခါကအခုလိုပြောပါတယ်။အာအဓိကအဖြစ်တော့ကျွန်တော်တို့ဒီ JMC ဒီကော်မတီအစီအစဉ်ရှိတာ哦ဒီအစီအစဉ်တွေက ကိုအထောက်အကူပြုမဲ့ဒီဟို technical secretary center ပေါ့အဲ့ဒါဒီထောင်စုအစ်မပါရောပြည်နယ်အစ်မပါရောပြီးတော့ဒေသန္တရာအစ်မပါရောဒီဟာတွေကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့မှတ်မှန်းနေနဲ့ဒီဆွေးနွေးခဲ့ကြတယ်အဲ့ဒီပုံမှာကျွန်တော်တို့ဒီသဘောတူညီရခဲ့တာပေါ့နော်ဒီ structure နဲ့ပတ်သက်ပြီးတော့ဒုတိယအနေနဲ့အဲ့ဒီ center တွေအဲ့ဒီရုံးတွေအတွက်လိုအပ်မဲ့ budget ကိစ္စကိုလည်းကျွန်တော်တို့ ဟိုသဘောတူညီရရှိခဲ့တယ်။ Now တတိယတစ်ခုကတော့ကျွန်တော်တို့ဒီအာမကြခင်မှာပဲဒီရှမ်ပီနယ်ဟိုပီနယ်အဆင့် James ကိုတွားပြီးတော့ဖွဲ့စည်းမှာဖြစ်ပါတယ်။မင်းလက်ဖက်ကျွန်တော်တို့စာပြီးစတော့မှာလေမင်းလက်ဖက်မှာခုလက်မှာပဲကျွန်တော်တို့လုပ်မှာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီ၃ခုကအဓိကကျွန်တော်တို့ဒီမြေတားရင်းမှာကျွန်တော်ဆွေးနွေးဖြစ်ပါ ိုးရရနဲ့အပြည့်ရဲ့လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတဲ့ပြည်နယ်တွေမှာပြည်နယ်အစ်စ်ပြစ်ခတ်တိုက်ခိုက်မှုရစဲရေးပူးတဲ့စောင့်ကြည့်ရေးအဖွဲ့တွေဖွဲ့စည်းဖို့အတွက်အမေရိကန်ဒေါ်လာ20တန်းလိုအပ်နေတယ်လို့မြန်မာငွေငွေရေးစင်တာကပြောပါရတယ်။အဲ့ဒီပြည်နယ်အစ်စ်မှာဖွဲ့စည်းမဲ့ GMC အဖွဲ့တွေအတွက်အမေရိကန်ဒေါ်လာ20တန်းဟာ၃နှစ်အတွက်ရထားတာဖြစ်ပြီးတစ်နှစ်ကိုအမေရိကန်ဒေါ်လာ9တန်းကနေ10တန်းအထိကုန်ကြမှာဖြစ်ပြီးတော့ပြည်နယ်အစ်စ် GMC အဖွဲ့အတွက်အဆောက်အုံဆောက်လုပ်တာတွေပါဝင်မှာဖြစ်တယ်လို့သိရပါရတယ်။ပြည်နယ်အစ်စ် GMC နှစ်ဖက်ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့တွေကိုရှမ်းပြည်နယ်ခိုလံမြို့မှာ မှာမနှက်ပြန်စတင်ဖွဲ့စည်းမှာဖြစ်ပါတယ်။ဒါပြင်ပြီးခဲ့တဲ့ရက်ပိုင်းကအစိုးရတက်တဲ့အပြည့်အဝလက်မှတ်ရေးထိုးထားတဲ့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ACSS အဖွဲ့တို့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးသွားဖို့ရှိတယ်လို့မြန်မာငြိမ်းချမ်းရေးစင်တာကအကြီးအကဲရရှိဒေါက်တာမင်းစောဦးကပြောပါတယ်။ ACSS ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီသွားမဲ့ခိုးလမ်းမှာကျွန်တော်တို့ဒီကိစ္စတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတော့ကျွန်တော်တို့အသေးစိတ်ဆွေးနွေးကြရပါမယ်။ ဆွေးနွေးပြီးတော့ကျွန်တော်ခိုးလံရောက်လို့ရှိရင်အဓိကတော့ကျွန်တော်တို့တွေ့ကြုံရတဲ့နှစ်ဖက်တံမူတွေကြားထဲမှာနားလည်မှုတွေရအောင်ကျွန်တော်လုပ်ပေးဖို့လိုတယ်။အဲဒါကြောင့်မို့လို့ဒီနှစ်ဖက်လုံးမှာရှိတဲ့တံမူတွေကိုအစီအွေလာဖို့ကျွန်တော်ခေါ်ရတယ်။ခေါ်ရပြီးတော့ဒီတံမူတွေနဲ့ဆွေးနွေးပြီးတော့ဒီတက်တွေတော်ရလာတဲ့ကိစ္စကိုဘယ်လိုမျိုးအဲဒါနှစ်ဖက်ကနေပြီးတော့ဟိုထိတွေ့ဆက်ဆံပြီးတော့ပြဿနာတွေဖြေရှင်းမလဲဆိုတဲ့ဟာကိုကျွန်တော်စဉ်းစားတာရှိပါတယ်။ ပြည့်ရဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တက်မတော်အကြားနယ်မြေတပ်မတ်မှုတွေကိုပြည်내ဆင့် GMC ဖွဲ့စည်းပြီးမှတက်မှတ်သွားမှာဖြစ်ပါတယ်။ပြစ်ခတ်တိုက်ခိုက်မှုနှစ်ဖက်ဆောက်ကြည့်ရဲ့အဖွဲ့တွေရဲ့အဓိကလှုပ်ဆောင်ရမယ့်အချက်တွေကိုပြည်အောင်စုအဆင့် GMC ရဲ့အတွင်မှုဘုံမူကြီးဝနအောင်ကအခုလိုပြောပါတယ်။ GMC ကိုဒေသအဆင့်အဖွဲ့တီဖွဲ့မှာဖြစ်တဲ့အတွက်အောက်ခြေကနေပြီးဆက်ပြီးတော့ထိမ့်သိမ်းတဲ့ဆက်လက်နဲ့ကျွန်တော်တို့နှစ်ဖက်တံမှုတွေညီနိုင်ပြီးတော့ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ဒါကျွန်တော်တို့ရဲ့ဟိုလုပ်ငန်းလမ်းကြောင်းမှာပါပြီးဖြစ်ပါတယ်။ကျွန်တော်တို့ ဒီသေးသေးဖွဲ့ဖွဲ့မှုဆိုရင်တော့မိမိရဲ့တတ်မှတ်ထားတဲ့ဥပဒေတွေနဲ့အညီနှစ်ဖက်ဖွဲ့စည်းရတာဆောင်ရွက်သွားဖို့ပါကျွန်တော်တို့ဒီတာမရာဇဝတ်မှုမျိုးဆိုရင်တော့လေကျွန်တော်တို့ကရာဇဝတ်မှုနဲ့ပဲဒါဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်ဒါအပြင်ပြည်အောင်စုအဆင့်ဖွဲ့စည်းထားတဲ့ GMC အဖွဲ့ဝင်တွေလိုအပ်နေတဲ့ American Dollar 20တန်းရရှိရတဲ့အတွက်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်းဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ကြပါရရှင်။